ရဲအရာရှိတဦးသေဆုံးခဲ့တဲ့အမှားများတဲ့စီနေမှုတစ်ခုကြောင့်ဖမ်းဝရမ်းထုတ်ခံထားရတဲ့တီဗီလင်ကရဲချုပ်ဟာတရင်ပတ်များစွာကြာထွက်ပြေးတိမ်းရှောင်ခဲ့ပြီးတဲ့နောက်မက်စတာ16ရက်နေ့ကအာနာပိုင်တွေစီလာရောက်ဖမ်းဆီးခံခဲ့ပါတယ်တောင်ဝိုင်းမြို့မာတာရာရှိတရားရုံးတရုံကရဲမှုချုပ်တန်နာကွန်အားဖမ်းဆီးဖို့အမိန့်ထုတ်ထားခဲ့ပြီးသူ့ရဲ့အာမခံရှောက်ထားမှုကိုစဉ်းစားပေးသွားမယ်လို့ပြောပါရယ် ်2023ခုနှစ်ကမူရည်စေဝါဖန်းစီရေးစီးနှင်းမှုတစ်ခုအတွက်တန်နာကွန်ဟာဌာနတွင်စီကန်းတွေကိုချိုးဖောက်ခဲ့ပြီးခွင့်ပြုပေးခဲ့တာကြောင့်ရဲတပ်ဖွဲ့ဝင်အချင်းချင်းပြစ်ခတ်မှုဖြစ်ပွားခဲ့ရတယ်လို့စွပ်စွဲခံထားရတာပါမိုက်လာဆက်ရှိရန်ဤကသူ့ရဲ့နေအိမ်ကိုရဲတပ်ဖွဲ့ဝင်ရောက်စီးနှင်းခဲ့ပြီးအရက်ပလင်းတစ်ထောင်ရဲတပ်ဖွဲ့ကထုတ်ပေးထားတဲ့သူ့ရဲ့၆လုံးပြူးနဲ့ဖုံးနှလုံးတို့ကိုတင်စီရမိခဲ့ပြီးနောက်တန်နာကွန်ကဖမ်းဆီးခံခဲ့တာဖြစ်ပါတယ်။တောင်ပိုင်းကံယူရန်အပန်းဖြေမြို့ ဝီလီကာမာမှာပြုလုပ်ခဲ့တဲ့မူရဲ့စေဝါဖန်စီရေးစီးနှင်းမှုတွင်ရဲရရှိတူတေဆုံးမှုနဲ့ပတ်သက်လို့သူ့ပေါ်ဖန်ဝရန်းတွေထုတ်ထားတာကိုရုတ်သိမ်းပေးဖို့တန်နာကွန်းကတရားရုံးကိုရှောက်ထားခဲ့ပေမယ့်ပယ်ချခံခဲ့ရပါတယ်။အဲ့ဒီဖြစ်ရပ်တွင်တခြားရဲတပ်ဖွဲ့ဝင်တဦးလည်းဒဏ်ရာရရှိခဲ့ပေမယ့်ဘာမူရဲ့စေဝါမှရှာမတွေ့ခဲ့ပါဘူး။တရင်သုံးပတ်နီးပါးကြာတဲ့အထိဝရန်းပြေးရဲချုပ်ကိုရှာမတွေ့တာကြောင့်ရဲတပ်ဖွဲ့နဲ့တရားစီရင်ရေးစနစ်ပေါ်ပြည်သူလူထုယုံကြည်မှုရော့ကျစေရလို့တရားရုံးကပြောပါတယ်။ တန်နာကွန်ဟာ2023ခုနှစ်နိုဝင်ဘာလတီရီလင်ကရဲစုပ်အဖြစ်ခန့်အပ်ခံခဲ့ရပေမယ့်တီချာအမှုတစ်ခုနဲ့ပတ်သက်လို့နိုင်ငံတော်တရားရုံးကသူ့ကိုယာဒူးကနေဆိုင်းငံ့ထားဖို့ပြီးခဲ့တဲ့နှစ်ဇူလိုင်လကဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။